ယခုတခါကျွန်တော်ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့ဆရာမြတန်းတင်ရေးသားသောမုံတိုင်းတဲကလူဆိုတဲ့ဝတ္ထုတို့လေးပဲဖြစ်ပါတယ်ခင်ဗျာမုံတိုင်းတဲကလူမြေဝတ်တုံကြီးဂုံပြုတ်အပ်တဲ့ဧည့်သည်တယောက်ကိုစီးကြိုပြီးတော့ဝီလျံရိတ်ကိုနားနေလဲလျောင်းစီပေါ်အော်တင်အုတ်ကူမအင်္ဂရေများကကောင်းကောင်းမချောက်တတ်သေးတချို့နေရာများတွင် ကုတ်ကိုရွက်ဝါဝါကလေးများသည်အင်္ဂရေတဲတွင်မြုပ်နေကြ၏အချို့နေရာများတွင်လက်ချောင်းရာတို့ကျိုးတို့ကျဲတယ်အင်္ဂရေချောင်းမချောင်းလက်ဖြင့်ကင်တွယ်ဆန်းထားသည်ဟန်အုတ်ကူကဘင်းကြီးအစင်လေးစင်တင်ထားသည့်ပုံစံဘာမှမဆန်းခက်ရိုးရိုးများသာကိုတင်အောင်က သူသေးလင်းမိရှုဖို့မှာခဲ့သည် အပေါင်းအသင်းများကအထိတ်အမှတ်ကလေးတစ်ခုတော့ကြံရစ်ဖို့ကောင်းသည်ဟုယူဆကြသည် တို့ဖြင့်သူ့မိတ်ဆွေများသည်သူ့ဆန္ဒအတိုင်းအလောင်းကိုမိရှုပြီးသူတို့ဆန္ဒအတိုင်းအယိုးပြာကိုဂူသွင်းဖို့စဉ်းစားကြသည့်အခါတွင်တကုံတာယာကသူပုံဆွဲမည်ဆိုက ပုံရမ်းထုတ်ပေးသည်ဘိတုကပညာမြောက်သည်မမြောက်သည်ကိုတော့မသိသူ့ရင်ထဲကခံစားချက်အတိုင်းစွဲလိုက်ခြင်းဖြစ်သည်ဟုဆိုသည်အုတ်ကူပေါ်တွင်ပန်းချင်းတုံးလေးချင်းတင်ထားသည်တချင်းကနှင်းစီတချင်းကတစ္ဆပန်း တချင်းထဲတွင်မူဘလူးပင်တာတက်ခွာပန်းတချို့မယမ်းလှူအောင်လက်လက်ပြေးလျက်အုတ်ကူဘော်တွင်အယိုးပြအိုးထဲ့ရန်အပေါက်တစ်ပေါက်ရှိသည်မကြခင်သူ့အယိုးပြကိုဂူပေါက်ထဲသို့ထည့်၍ပိတ်လိုက်ကြတော်မူဒီလိုနဲ့ကိုတင်အောင်တယောက် လူလောကမှအပြီးအပိုင်ထွက်သွားတော်မူကျွန်တော်ဒီခလန်လန်အုတ်ကူတလုံးမော်တွင်ထိုင်ကာကိုတင်အောင်ဤနောက်ဆုံးခရီးကိုကြည့်နေမိသည်ဂူတဝိုက်စီမှ ိတ်ခါရဆရာဥပမြင်ဤအောင်မြင်ခံ냐သည့်စုတောင်းပရဏာတံကိုကြားနေရသည်စုတောင်းပရဏာအပြည့်တွင်ပေါ်ထွက်လာတတ်သည့်ဓမ္မတေးတံကကျွန်တော်နှင့်ကိုတေအောင်တည်တည်မှာနှစ်ပေါင်း30ရှိပြီစာပေလှုပ်ရှားမှုငိမ့်ညာရေးလှုပ်ရှားမှုလူမှုလှုပ်ရှားမှုများတွင်ကျွန်တော်တို့အတူရှိခဲ့ကြသည်ဘဝတက္ကသိုလ်တစ်ခုတည်းတွင်အတူတင်နှံတက်ခဲ့ကြဘူးသည် ဘဝတက္ကသိုလ်ကနောက်ဆုံးထွက်လာကြတော့လေတနည်းတည်းထွက်လာခဲ့ကြသည်စုစုပေါင်းចောင်းတက်တွင်မူသူကကျွန်တော်ထက်၃နှစ်လောက်ပိုကြီးလိမ့်မည်သူနဲ့ကျွန်တော်သည်나이ထောင်ပေါင်းများစွာစကားပြောခဲ့ကြဘူးသည်ရက်ရာပေါင်းများစွာအတူနေခဲ့ကြဘူးသည်လ10ပေါင်းများစွာနှစ်ယောက်တည်းအိတ်ခဲ့ကြဘူးသည်ယခုတော့ကိုတင်အောင်သည်ကျွန်တော်တို့ကိုအပြေးအပိုင်ခွဲခွာသွားပြီး ဝီလျံဘတ်တလာဟိဆိုသည့်ကဗျာဆရာကွယ်လွန်သည့်အခါတွင် သူ့မိတ်ဆွေကဗျာဆရာ အော်ရင်ကကဗျာတပုတ်ရေးခဲ့ဖို့သည်ကျွန်တော်ဒီအော်ရင်ဤကဗျာလေးကို အမှတ်ရနေလေသည်မြေဝတုံကြီးဂုံပြုတ်အပ်တဲ့ဧည့်သည်တယောက်ကိုစီးကြိုပြီးတော့တဲ့ဟုတ်တယ်လူတွေအနတ်မှတက်ကသေချာသည့်အနတ်သေမင်းတိုင်းပြည်လိုနေရာမျိုးမှာပင်လက်ခံမှုမကောင်းသည့်လူတွေတပုံတပင်ကိုတင်အောင်ကမူ ရောက်ရနေရတွင်ဂုံပြုတ်အပ်သည့်ဧည့်သည်ကျွန်တော်နဲ့သူပရမဆုံးတိခဲ့သည်မှာ1948ခုနှစ်ဒီတုန်းကသူသည်ဘုံမောင်တယောက်တည်းရဲ့ကို ရေးပြီးအောင်မြင်သည့်စာရေးဆရာတယောက်ဖြစ်ခါစရှိသေးသည်ရန်ကုန်ကိုမရောက်သေးပြည်တွင်းသစ်လုပ်ငန်းလုပ်ကင်နေပြီးတခါတရံတွင်မှရန်ကုန်သို့ဆင်းလာတတ်သည်ကျွန်တော်တို့ကတက္ကသိုလ်ရောက်စစာယူပေယူစာတူပေစာကလေးတွေမတောက်တခေါက်ရေးစား စင်စစ်ကိုတင်အောင်ဒီကျွန်တော်တို့နဲ့ခစ်ပြန်ဖြစ်တော့လဲကျွန်တော်တို့ထက်၁၀နှစ်လောက်ကြီးပြီးစာရေးတက်လဲ၁၀နှစ်လောက်စောသည်စစ်မဖြစ်မီကဂျာနယ်ကျော်တွင် မဟာအောင်အမည်ဖြင့်သူရဲ့တိဝိတ္ထုနှစ်ပုဒ်ကိုကျွန်တော်ကောင်းကောင်းမှတ်မိနေသည်တစ်ခູ່ကကပ္ပတိန်မြင့်မောင်ဆိုသည့်ဝိတ္ထုတော်လေနောက်တစ်ခູ່ကဆိုလစ်တာရီရီပါဆိုသည့်အင်္ဂလိပ်ကဗျာတူကလေးကိုမှီထားသည့်တလိုင်းမကလေးစောပူဆိုသည့်ဝိတ္ထုတော် စစ်ပြီးတော့သူ့ဝိထုတော်ကလေးများကိုဂျာနယ်ကြော်တွင်မကြာခဏဖတ်ရသည်ဘုန်းကြီးចောင်းသားကြီးကိုရီချမ်းနှင့်အထက်တန်းလွာတမီးပြိုကလေးတို့ဇလန်းနောက်စစ်သားကလေးတစ်ယောက်နှင့်ကာပြားမာလေးတစ်ယောက်အကြောင်းကိုရေးထားသည့်ချစ်ပါနှင့်မောင်ကိုစသည့်ဝိထုတော်ကလေးများကိုဖတ်လာရသည်လွမ်းစရာဝိထုလှက်လှက်ကလေးတွေဒီတော့ကသူ့စာကလေးတွေက နုနုလှက်လှက်ကလေးတွေသူကိုယ်တိုင်က စာနုစာရင်သမားကျွန်တော်တို့ကလည်းအသက်၁၈နှစ်၁၉နှစ်လောက် ်သူဆာနုနုကလေးများသည် ကျွန်တော်တို့ရင်ထဲတွင် စွဲ၍ကြံရိတ်ခဲ့ကြသည် သူ့ကို45လမ်းရှိတွေးတောက်မဂဇင်းတွင်ပထမဆုံးတွေ့ရခြင်းဖြစ်သည်ကျွန်တော်တို့ကကြောင်းတက်ရင်အတူအထွားကလေးတွေမတောက်တခေါက်ရေးနေသည့်လက်တင်စာရေးဆရာပေါ့ဆာသူကဘုံမောင်တယောက်တည်းရဲ့ဖြင့်ကြော်ကြားစာပြုတ်နေသည့်စာရေးဆရာတို့ရတွင်စာပေလောကထဲသို့ခြေစုံပြည့်၍မဝင်သည်ပြည်တွင်တစ်လုံငန်းလုပ်ရင်းအပျော်တမ်းစာရေးနေသည် ဒီတုန်းကသူ့ကိုကြည့်ရဒီမှာပျော်ပျော်ရောင်ရောင်ကျွန်တော်ပထမဆုံးတွေ့ဘူးတော့ကိုတင်အောင်ဤရုပ်ပုံတော်ကိုမြင်အောင်လေသည်အရက်ကငါးပေဆယ်လက်မှ ကာယပလကောင်းကောင်းအမေရိကန်ဇက်လိုက်မင်းသားရော့ခ်ဟတ်ဆန်နဲ့တူတယ်လို့လို့နတ်သားနှုတ်ရောင်ပိုးပြော့စပိုးရှက်အင်းကြီးနတ်ပြာရောင်တကလက်ပေါင်းမိတူအနက်ရောင်ဂျွန်ဝှက်ရှူဖနက်တို့ဖြင့်တာနာနေသည်ဗဇက်တွင် အင်္ဂလန်လို့ဒန်ဟီစီရန်ကိုခဲလျက် အင်္ဂလိပ်တွေစောင်းသည့်တော်ပီခေါ်ကာကေယောင်ဖော့အုပ်ထုပ်ကို လက်ကကင်ထားတတ်သည် အင်္ဂလိပ်စကားကိုလှပတွက်လက်စွာပြောနိုင်သည် နောက်မှတိရသည်မှာသူသည်စစ်မဖြစ်ခင်မီလီရှားကိုခေါ်သည့်အင်္ဂလိပ်တပ်ထဲသို့ခဏဝင်ဘူးသူစတီဘရာသာတစ်လုပ်ငန်းတွင်လုပ်ဘူးသူ ခရီးရန်ဘာသာအစိုးအမအောက်တွင်ကြီးပြင်းလာခဲ့သူသူနှင့်ကျွန်တော်စတွေ့သည့်1948ခုစောင်းဦးပေါင်၌သူသည် ပြည်ဘက်ကအိုးလေဆွဲတက်တော့ကျိုးဝိုင်းကိုဂရန်ခံကကိုပိုင်တက်လုံငန်းလုပ်နေသည်ကျွန်တော်တို့နေရောက်သည်45လမ်းနဲ့မောင်ဂိုမာရီလန်းယခုဗိုလ်ချုပ်အောင်ဆန်းလမ်းတောင်ရှိကာကာလဖက်ဧဆိုင်တွင်တညက်နေလုံးထိုင်၍စကားတွေပြောကြသည်စကားပြောကြည့်လိုက်တော့မှ ထင်ထားတည်ထက်စာဖတ်နှံ့သူဖြစ်ကြောင်းတွေ့လာရသည်ကဏဝင်စာပေကိုနှစ်သက်သူအနောက်တိုင်းအဘိဓမ္မာကိုတင်ယိုးကုံအောင်ဖတ်ထားသူတမိုင်းလိလာသူ ိတ်ပံပညာကိုစိတ်ဝင်စားသူပြောလိုက်ကြသည့်ဇကားတွေကလည်းအစုံဘာနက်ရှော့ဤပြဇက်ပရိသရာဇာဤတရာချင်းများအိုင်စတိုင်ဤ relativity theory ဗရင်ဂျီဝတ်တက်တန်နဲ့မြောက်ရီမင်းကြီးဤအထူးထူးငယ်နဲ့ပတ်ပြုဆရာကြီးတခင်ကိုယ်တော်မှမဟာကဗျာလေးချိုးကြီးများဒုတိယမြန်မာနိုင်ငံတော်ကြီးပြည့်စည်ခြင်းနုအတလီစာချုပ် ကျွန်တော်နဲ့စကားပြောရင်လက်ဖက်ရည်ကြကြကိုတစ်ခွက်ပြီးတစ်ခွက်မှားတော့နေသည်ကျွန်တော်မှာပတ်စံလေးနည်းနည်းရှိတယ်ဗျတစ်လုပ်ငန်းကရတာလေးတွေဆိုပါတော့ကျွန်တော်လုပ်ချင်တာကစာပေလုပ်ငန်းစာလဲရေးမယ်ကိုပိုင်ဂျာနယ်လေးမဂ္ဂဇင်းလေးလည်းထုတ်ဖြစ်ရင်ထုတ်မယ်ခုလောလောဆယ်မှာတော့တာယာကိုဝိုင်းရမှာပဲတာယာမှာကိုထင်းနိုင်တယောက်တည်းမဟုတ်လားခမရတို့ကတက်ကတူကဝိုင်းကျွန်တော်တို့ကအပြင်ကဝိုင်းမယ်ပူပြီးတိုက်မြိုက်လာတာပေါ့ဗျာဟုတ် စိတ်ပါလက်ပါပြောသည် ကိုတင်အောင်စကားပြောလင်ရင်နီနီပြောတတ်သည် ရင်ကြည်ကြည်တိမ်တိမ်မွေ့မွေ့စာအုပ်များတဲ့တွင်တွေ့ရတတ်သည်အင်္ဂလိပ်လူကြီးလူကောင်းဤဟန်တခါတွေ့ဘူးယုံများဖြင့်ဖန်းစားထားနိုင်သည့်ညှို့တက်ရှိသူနှစ်လူပွဲကောင်းသူဒီနောက်တော့ကိုတင်အောင်နဲ့ကျွန်တော်တို့မကြာမကြာတွေ့ကြသည် သူရန်ကုန်ဆင်းလာတိုင်းတွေးတော့တာယာရှုမဝစသည့်မဂဇင်းတိုင်များသို့လာတတ်သည် တခါတရံကျွန်တော်တို့ရှိရာဥတ္တရာကျောင်းဆောင်အရွှေဘူဆောင်တို့လာ၍အိတ်သွားတတ်သည် ထိုအချိန်ထိသူမနှွမ်းပါသည်တစ်လုပ်ငန်းကိုဆက်လုပ်နေတော့သူ့ကိုယ်ကပြောင်ပြောင်လက်လက်မြောက်ပြင်လုံကြီးနှစ်နံဆက်ကန့်လန့်စဉ်9500ပိုးတိုက်ပုံအင်ကြီးအဖြူရောင်တို့ကိုဝတ်တတ်သည်တခါတရံတွင်တမင်ရောင်စပုတ်ရက်ခါတေးသေးရင်အုပ်ကာကာလက်မောင်းကြွက်သားများကတောင့်တင်းလျက်ဘဝတက္ကသိုလ်တွင် ကျွန်တော်နဲ့အတူနေခဲ့စဉ်တမနက်တွင်တကုံကုံဖြင့်ကြောင်ကျိုးကြောင်ကြားတွင်တစုံတရာလိုက်ရှာနေသည်ကိုမြင်သည်ဖြင့်ကျွန်တော်ကကုတျောင်းဘာပြောက်လို့လဲဟုလှမ်းမိသည်သူကတော်တော်နဲ့မဖြေအတန်ကြာတော့မှကျွန်တော်အံကပြောက်သွားလို့ကျွန်တော်ရုတ်တရက်နားမလဲကုတျောင်းကသူ့ပဇောင်းနှစ်ဖက်ကိုလက်ဖြင့်ထိုးပြသည်ဒီတော့မှသူ့အံနှစ်ဖက်တွင်အံသွားသူတတ်ထားမှကျွန်တော်သိရသည်အံကပ်ကိုရှာ၍မတွေ့တော့ ညအိတ်ခံဤတွင်ချုပ်ပြီးဗကများတဲ့ထဲ့ထားစဉ်မြေကျွတ်တွေခြိသွားခြင်းဖြစ်သည် ထိုအချိန်မှစ၍ဘဝတက္ကသိုလ်မှပြန်လာသည့်အထိအစာစားလျင်ရှည်သွားဖြင့်ဝါနေရသည်အံသွားတွေကဘယ်တော့မှကျိုးတာလေကျွန်တော်ကခမရသွားတွေတော်တော်ကောင်းတယ်လို့အောက်မေ့နေတာကြာလာပြီကျောင်းသားဘဝနဲ့စစ်တပ်ထဲမှာလက်ဝဲထိုးတော့ကျိုးတာဟိုတော့ကတော့အရေးမကြီးဘူးလေကြီးတော့ခံရပြီလေ ကိုတင်အောင်လက်ဝဲထိုးတယ်မှဒီတော့မှကျွန်တော်သိတော့သည်အခန်းထဲတွင်လေ့ကျင့်ခန်းအဖြစ်အရေးလက်ဝဲထိုးတတ်သည်တို့ရတွင် ကြာကြာလေ့ကျင့်ခန်းမပြုနိုင်ခဏကြာတော့မောပြီးခြေပြက်လက်ပြက်ဖြစ်နေလေသည်တိတ်မကစားနိုင်တော့ဘူးဗျအသက်ကြီးတဲ့တန်ရာဘဝတန်ရာခံရတာများလာပြီကိုဟုကျွန်တော်ကိုပြောတတ်သည်လက်ဝဲမှသာမဟုတ်လေးတိုင်တန်းဘားကိုလည်းလှပစွာကစားနိုင်သည် လူကအာဇာသမား တို့ရတွင်အနေအထိုင်ကြစ်လက်သဖြင့်သူအားကစားသမားဖြစ်မှကျွန်တော်တို့တွေမသိကြ။တခါကမောင်ကိုကိုကစန်းနေရတီး၍တင်တယ်မြတ်ကစူထားသည့်ပန်းမြိုင်လေကို သူနဲ့ကျွန်တော်အတူနားထောင်ပြီးနောက်ကောင်းလိုက်တဲ့ဂီတဗျာတချင်းလဲဆုံးရောဝိညာဉ်ကို နှုတ်သွားလိုက်တယ်လို့ခံစားရတယ်။ဟုမှတ်ချက်ချဖို့တည်။သူနဲ့ကျွန်တော်ဒီဂီတအကြောင်းကိုလဲဆွေးနွေးဖြစ်ကြသည်။သူဒီဂီတကိုလဲတီးမိခောက်မိသည်။ 1950ခုနှစ်ကျွန်တော်တို့တတိုက်စာပေသစ်မဂ္ဂဇင်းကိုထုတ်ကြသည်တာယာမဂ္ဂဇင်းနှင့်စာပေသစ်မဂ္ဂဇင်းရုံးငန်းကို50လမ်းပုံနှိပ်တိုက်တဝိုက်တွင်ဖွင့်ထား၏ကျွန်တော်တို့စာပေသစ်မှာလို့ကိုတင်အောင်ကတာယာမှာတွဲဖက်အယ်ဒီတာမဂ္ဂဇင်းထွက်ကနီးသည့်ရက်များတွင် ကျွန်တော်တို့သည်ကြောင်းတူမပြန်တော့ပုံနှိပ်တိုက်ကစက္ကူဘုံပေါ်မှာတင်အိတ်ကြသည် ကိုတင်အောင်သည်မနှက်လင်းလင်ကျွန်တော်တို့စီရောက်လာကဒီမှာပင်စာရေးသည်ဒီမှာပင်အလုတ်လုတ်သည် ။ဧည့်သည်လာတိုင်းကျွန်တော်တို့တွေအပြင်ထွက်၍လက်ဖက်ရည်တောက်ကြစာချောင်းပေချောင်းပြောကြ။ဘုံမြတ်ထွန်းလန်းနဲ့ဘောကျော်အောင်ဆန်းလမ်းတောင်ရှိမဒရစ်ကဖေးကကျွန်တော်တို့စကြံ။ဒီတဝိုက်တွင်ရှေးခေတ်ကစာရေးဆရာကြီးတွေလည်းရှိသည်။ဥပမာမဟာဆွေဇဝနရွှေဆက်ကြ၊မြို့မအုံးရဲတမေရွှေအတင်ခါစသည့်စပီးခင်မပေါ်လာသည့်စာရေးဆရာတွေလည်းရှိသည် ဥပမာတာရုဘုံမြင့်ဒေဝ ပြည့်စုံကျွန်တော်တို့လိုစာရေးဆရာပေါက်ဆကလေးတွေလည်းရှိသည် ထို့မြမက ကိုစန်းလွင်ပကြီအောင်ဆိုစသည့်ပကြီဆရာတွေလည်းမကြာခဏလာရကြသည်ကိုတင်အောင်ကအလုံးနှင့်ရင်းနေသူတဝိုင်းပြီးတဝိုင်းဆက်ခါလက်ဖက်ရည်ကြကြတောင်ရင်စကားကောင်းနေတတ်သည်မဒရီကဖေးမှအဖဥခင်ကမူကိုတင်အောင်ဆိုလည်းလက်ဖက်ရည်ဘယ်တော့မှမယူသူတယောက်ကိုတနေ့ဘဏခွက်တောက်တောက်အလကားတိုက်တတ်သည် 1950ခုနှစ်ဝက်ပိုင်းလောက်ရောက်တော့တာယာမဂဇင်းလဲရက်သွားသည်စာပေတစ်မဂဇင်းလဲပိတ်လိုက်ရသည်ကိုတင်အောင်သည်စာပေလောကသို့ခြေစုံပြစ်ဝင်လာကလင်းအောင်ကြားနယ်ကိုထုတ်သည်ကျွန်တော်အစတွေးစားတုန်းကလိုပျော်ပျော်ရွံ့ရွံ့မဟုတ်တော့ဒန်းဟီးကိုလည်းမခဲနိုင်တော့9500ပိုးတိုက်အင်ကြီးကိုမဝက်နိုင်တော့ခန္နောနာဘလီစာကုတ်အင်ကြီးအနက်ကလေးနဲ့ခန္နောနာပလေကက်လုံကြီးကလေးတစ်ထည်ကိုဒုံးခံဝင်နေရသည် 1950ခုနှစ်နောက်ပိုင်းစာပေလောကသို့ခြေစုံပြုတ်ဝင်သည့်နောက်မှစ၍ကိုတင်အောင် ကောင်းကောင်းမွန်မွန်နေရသည်ကိုတခါမှမတွေ့ရတော့ဝိထုရေးရသည်မြငွေကလေးကိုသူ့လင်းယုံဂျာနယ်ထဲသို့ထည့်နေရသည်လင်းယုံဂျာနယ်ကလည်းအမျက်ရှိဟန်မတူအကျွေးကြသည်နှင့်အာမခံတင်ရသည်နှင့်ဂျာနယ်တက်တန်းတာရှည်တော်လဲတောက်လျှောက်ထွက်နိုင်သည်မဟုတ်သူ့ဂျာနယ်ကရက်သွားလိုက်ပြန်ထုတ်လိုက်လူကလည်းထောင်ထဲသို့ဝင်သွားလိုက်ပြန်ထွက်လာလိုက် ်အခောက်ကြီးသုံးကောက်စုစုပေါင်း73နှစ်ခန့်ရှိလိမ့်မည်သူတွင်ပတ်စံကလေးရှိလာလဲကျွန်တော်တို့ကိုခေါ်ကြွေးတတ်သည်တခါတရံဘောက်ထော်မှာတခါတရံသင်္ကန်းကျောမှာတခါတရံဘကိုးမှာဘကိုးမှာသူ့ဇာတိဖြစ်သည်ရင်ဤသူများအပါအဝင် လူတော်တော်များများက သူ့ကိုဗမော်သားဟုထင်ရသည်သူ့ရတွင်ဗမော်သားမဟုတ်ကိုတယောင်သည်ဘလောက်ပင်ရင်ဤရင်ဤသူ့ကိုရေးကိုယ်တော်ကိုဘယ်တော့မှမပြောတယ်ပြောလို့မရှိ ူအမြင်တွင် သူ့ကိုရေးကိုယ်တာကိစ္စသည်ဘာမှအရေးမကြီးဟုထင်မှုံရသည်။သူနှင့်တွေ့လျင်စာချောင်းပေချောင်းတွေကိုသာပြောလေရှိသည်။ကျွန်တော်တို့နှင့်ပေါင်းသင်းလာသည့်ကာလတလျှောက်သူ့နေရေးထိုင်ရေးတာရေးသမီးရေးကိစ္စကို တခါမှမှတ်မှတ်ရရမပြောစဘူး။သူ့မှာလင်းယုံကြားနဲ့ထုတ်ရေးသတင်းစာထုတ်ရေးနှစ်ပင် လုံးလည်လိုက်နေသည်။ကိုတင်အောင်ဒီစာရေးဖို့အသက်ရှင်လာသူယုံကြည်ချက်အတွက်ဘဝကိုပုံသွားသူ။ ရေးလိုက်သည့်စာတွေကလည်းမနေစာကလည်းအလုံးရေးနိုင်သည်ပုံနှိပ်ဆက်တွေတကြုံကြုံမြင်နေသည့်ကြားမှာလည်းရေးနိုင်သည်ဧည့်သည်တွေတယုံယုံလာနေသည့်ကြားမှာလည်းရေးနိုင်သည်ဧည့်သည်လာလေကလောင်တန်ကိုချ၍ဧည့်သည်တွေနှင့်စကားပြောဧည့်သည်တွေပြန်သွားတည်နှင့်ကလောင်တန်ကိုကောက်ကင်ကတွင်တွင်ရေးတော်သည်အရေးတကြီးရေးစရာပေါ်လာလေမူနေဦးမျိုးခဏလေးဒါလေးပြီးအောင်ရေးလိုက်အောင်မယ်ခုဆိုကစကားပြောရင်းရေးသည့်အခါရေးသည် တချို့ကသူနဲ့အယူအဆတူချင်မှတူမီဘဝအမြင်ချင်းတူချင်မှတူမီတို့ရတွင် သူ့ကိုတော့ချစ်ကြသည်ဒီတော့ကသူ့လင်းုံကြားထဲမှာ38လမ်း39လမ်းစသည့်ကလားတွေကြီးနေသည့်လမ်းမျိုးစစ်ပီးစားမှုတိုက်တာတွေမရှိသေးတဲကောက်ကလေးတွေကြီးဖြစ်သည်တဖက်ကကြက်တောင်မှန်ရိုးကြက်ချေတော်ရိုးစသည့်တို့ကိုရောင်းသည့်ဂေါ်ဟင်ကြီးကလမတွေတဖက်ကမဆလာထောင်းသည့်ဂေါ်ဟင်ကြီးကလမတွေ မျက်နှာချင်းဆိုင်တွင် ကလားလေးတွေဆော့နေလိုက်ကြသည်မှာတဝုံဝုံတယုံယုံနေဒီလိုပဝင်းကျင်မျိုးတွင် နေရင်လင်းယုံအတွက်ခေါင်းကြီးတွေရေးသည်ဝတ္ထုရှည်ကြီးတွေကိုလည်းရေးလိုက်သေးသည် ကိုတင်အောင်သည် ပြားတဲ့ကောင်လိုအမြဲတမ်းအလုပ်လုပ်နေရသူကလားလေးတွေကလမတွေကလည်းသူနှစ်ကြတော့အဆင်ပြေသည်ကလမတွေကဆရာကြီးစားဖို့ဆိုပြီးကြက်တောင်ပိုင်းရိုးတုပ်တွေကြက်ခြေတော့တုပ်တွေကိုအူအူဖျားဖျားလာပေးတတ်သည်ကလမလင်မရရန်ဖြစ်ကြရင်လည်းသူတို့လာတိုင်ကြသည် သူတော်ရဖြန့်ဖြေးလင်းသူစကားကိုနားထောင်ကြသည်တခါတွင်ဂေါ်ရင်ကြီးကလားမင်္ဂလာဆောင်နဲ့တွင်မြမဆို၍သူတယောက်တည်းမာမာကြီးတွေ့နေရသဖြင့်ကျွန်တော်တို့ကမေးတော့တင်မောကြီးမှာကိုလီထန်းနဲ့ကလားလေးမိမခိုးပြီလို့ဗျကျွန်တော်ကလူကြီးလို့လိုက်အပ်ပေးပြီးတွားတောင်းပေးတာဟုရေရေမောမောပြောပြသည်တဖက်သားကိုအာနာတက်လိုက်ပြီးမှလည်းအလုံး အာမနာတင့်တိလူတွေအပေါ်တွင်သူအာနာနေလိုက်ပုံမှာဘေးကလူပင်သူ့ကိုကြည့်၍မကြည်မနှက်ဖြစ်ရသည် သူစာတွေကပြင်းထန်သလောက်လူကပျော်ပြောင်းသည်သူ့မှာချိုးချံရသည်တွေကများလွန်းသည် အစားအသောက်အဝတ်အစားလည်းချိုးချံသည်တည်သာတော့ရော သူ့တွင်တက်ထရွန်အင်ကြီးတစ်ခါမှမဝတ်စဘူးတခါကျွန်တော်ကတက်ထရွန်အင်ကြီးလက်ရှိတထဲကိုဝတ်လာစဉ်အဲ့ဒါဘာအင်ကြီးလဲဗျာဟုမေးသည်ကျွန်တော်ကပြောတော့ တက်ထွန်အင်ကြီးဆိုတာဒါကိုကျွန်တော်တစ်ခါမှမဝေဖူးဘူးဗျာကျွန်တော်တော့ပေါ်ပလင်မဲ့ဝစ်တာပဲဟုတ်တအံတော်ပြောသည်အစားအတော့ကလည်းချိုးချံသည် ကျွန်တော်နဲ့သူ မကြာခဏသစ္စာပေဥနီအိမ်တွင်ထမင်းစားတတ်သည်ဥနီမိမကစားကောင်းတောက်ဖွဲတွေချက်ကျွေးလင်သူမစားနိုင် မစားတတ်ငပိရည်နဲ့ကစုံရွပြုတ်တို့ကတော့စားသည် သူအကောင်းဆုံးစားလင်ငရမ်းကြောက်ဖို့မြတ်တာ ဒီတစ်ခါဘဝတက္ကသိုလ်ကထွက်လာတော့သူ့ကျမ်းမာရေးတော်တော်လေးဆိုးလာသည်သူ့အရက်90ပဲဆယ်လက်မှဆိုရင် သူ့ကိုယ်အလေးချိန်သည်အနည်းဆုံးပေါင်150လောက်တော့ရှိသင့်သည်တို့ရတွင်120ထက်ဘယ်တော့မှမတက်တော့အများအားဖြင့်ပေါင်100ကျော်ကျော်ကလေးသာကျန်တော့သည်ကျွန်တော်တို့ကသူ့ကျမ်းမာရေးကို ကြည့်၍အားမရကြအနားယူရန်မကြာခဏတိုက်တွန်းကြသည် နောက်ဆုံးမတက်တာတော့မှဆေးရုံတက်ခြင်းဖြစ်သည်ဆေးရုံတက်လင်စာရွေမရေးရမှာ လူတွေနဲ့မတွေ့ရမှာကိုတွေးရစိုးရိမ်ပုံရသည်စေးအောင်မတက်ခင်ကသူ့ကျမ်းမာရေးအခြေအနေကိုသူတိတိအခါ၌စာတွေကိုဖိ၍ရေးသည်ဝတ္ထုတွေကျမ်းတွေစောင်းမားတွေကျွန်တော်တို့ကစာမရေးဖို့ပြောင်းဖွင့်ပြောသည့်အခါတွင်စာမရေးရရင်ကျွန်တော်တည်သွားမှာပေါ့မရေးပဲတည်မဲ့အတူတူရေးရေးတည်သွားတာကကောင်းပါတယ်ဟုအာရော့တန်ဖြင့်ပြောသည်သူ့မှာဘဝတန်ကျက်တွေကများပါပြီချင်း ဘဝတန်ကိုနာနာကြီးခံခဲ့ရသူတယောက်ဖြစ်လေရှိသည်မှာလောကကို နာကြီးခြင်းတော်လည်းဖြစ်တတ်သည်လူတွေကိုမုန်တီခါသည်ခြင်းတော်လည်းဖြစ်တတ်သည်ကျွတ်ဆက်၍တော်လည်းလာတတ်သည် ကိုတေအောင်ကခါသည်ခြင်းမရှိ နာကြီးခြင်းမရှိ ကျွတ်ဆက်ခြင်းမရှိ လောကကို အပြုံးချိုချိုဖြင့်ရင်ဆိုင်မြေတို့ရတွင် သူအပြုံးက နွားဆပြူပြီဒီတစ်ခေါက်ဘဝတက္ကသိုလ်ကပြန်ထွက်လာကြတဲ့က ူကျမ်းမာရေးသည်ပုံမှန်ပြန်မရောက်တော့နည်းနည်းကလေးပြန်ကောင်းလာလိုက် ပြန်ဆိုးသွားလိုက်ဒီကြားထဲမှာစာရွေကိုဖိရေမနှက်အစောကြီးမျိုးတဲလာည9:00နာရီ10:00နာရီလောက်ကျမ်းမာအိမ်ပြန်တက္ခါကျွန်တော်နဲ့မိတ်ဆွေတယောက်အိမ်မှာထမင်းစားပြီးအပြန်ည9:00နာရီကျော်ကျော်လောက်တောင်းကလာပတ်တို့သွားတည်ဘတ်စကားပေါ်တို့တိုးတိုးဝဲဝဲတက်လိုက်သွားပုံကိုကျွန်တော်မြင်အောင်နေသည်မိတ်ဆွေကမော်တော်ကားဖြင့်လိုက်ပို့မည်ဆိုသည်ကိုလည်းလက်မခံဘူး သူနေသည့်နေရာကမြို့အစွန်ဝေးလွန်းတည်ဟုဆိုကလိုက်ပို့ခွင့်မပြုဘတ်စကားပေါ်တို့အတင်းလိုက်တက်သွားခြင်းဖြစ်သည်ဒီလူသူ့ကိုယ်သူတက်နေတာပင်မလှပြီလူကြည့်တော့လူရောမပေါ်တော့ဘူးဟုမိတ်ဆွေကကရုဏာတော်တော်ဖြင့်ညည်းသည်မနစ်ကပရမဆုံးအကျင့်စေးုံတက်သည် စေးုံုံမတက်ခင် TV ထင်၍ထိုးလိုက်ရသည့်စေးတွေကမနေအလုံးရာကျော်လိမ့်မည်ထင်သည် တို့ရတွင်မတက်တာတို့ဖြင့်နောက်ဆုံးစေယုံတို့တက်ရသည် စေယုံကပြန်ဆင်းလာတော့အနှဲငယ်စိုးပြေလာတောင်ရောင်ထင်ရသည်မကြာခဏတော့လူယုတ်ကပြန်ကျသွားသည်မိတ်ဆွေတွေကသူ့ကိုသတိပေးသည့်အခါတွင်6လကြာရင်ပြန်ဆစ်မယ်ပြန်ဆစ်ပြီးမှဆရာဝန်ရဲ့အဆုံးဖြတ်တောင်းရမယ်ကျွန်တော်ကတော့မိတိလာကိုသွားမယ်လို့စိတ်ကူးတယ်ဟုပြောပြသည်၆လပြီးတော့စေယုံကိုတွားပြသည်ဆရာဝန်ကသူ့ကိုပြန်ခွင့်မပြုတော့တခါတည်းအတွင်းလူနာအဖြစ်တင်လိုက်သည် မိုးရွင်းဖြစ်၍သူယောဂါကပိုဆိုးလာသည်ဒုတိယအခေါက်ဆေးရုံကပြန်ဆင်းလာသည့်အခါတွင် အခြေအနေမကောင်းတော့သူယောဂါအကြောင်းကို သူသိလာသည် သူယောဂါကအဆုတ်ကင်စားတတိယအခေါက်မှာနောက်ဆုံးဆေးရုံတက်ရသည့်အခေါက်ဆရာဝန်များဆရာမများကသူ့ကိုကောင်းစွာပြုစုကြသည် မိတ်ဆွေတွေလာလင်စကားပြောလုံး၍သူစီကိုမတွားကြင်ကြ။စေဝါစားเสียရစသည်တို့ကိုလှမ်းပို့ကြသည်။တို့ရတွင သူကဒီအရာတွေကိုမလို့ကျွန်တော်စီဘာမှမပို့ရပါနဲ့လူသာလာစမ်းမှာလူတွေနဲ့တွေ့ရရင်တော်ပါပြီခုမကြာမကြာပြောတာမိတ်ဆွေတွေကိုလှမ်းမာတတ်တယ်ခမရတော့သိတ်မလာနဲ့ဗျမျက်စီကလည်းကောင်းတာမဟုတ်ဘူးပြီးတော့ခမရအစာရင်ကအစာကိုလည်းတတိထားလာရင်လည်းတယောက်ထဲမလာနဲ့အဖေကလေးပါလေးခေါ်လာလမ်းကူးရင်လည်းတတိထားခုတဖွားဖွားမာတတ်တယ်လူလာကရင်တွင်ပက်လက်လဲလျက်က လာသမျှမိတ်ဆွေတွေကိုကိုမြတ်တဲ့အစာရင်ယောဂါဘယ်နဲ့နေသေးလဲဟုလူကြုံတိုင်းမေးရတီကလည်းအမောဆေးရုံတို့ဧည့်သည်တွေလာတွင် သူကကြီးတိုင်ခံစကားပြောသည်စိတ်ဆောင်နေတော်လဲလူကခြုံချနေပြီးဧည့်သည်တွေပြန်တည်နဲ့ဂရေမောတွင်ပက်လက်လန်ကြကမောနေတတ်သည်ဟုသိရသည်မစုံးငင်၁၀ရက်လောက်ကကျွန်တော်ရောက်သွားသည့်အခါတွင် သူ့ကိုကြည့်ရသည်မှာအားရစရာမရှိလက်တို့ကအယုံငုံငော ကြွက်သားနေရာတွေကခွက်ဝင်နေသည်ဇပင်တွေကလည်းကြွက်သည်သူ့ရာတွင်အတန်ကမာဆဲသူလှုပ်ချင်သည်တို့ကိုမလှုပ်ရတဖြင့်မချေမနှက်ဖြစ်နေသည်အိုရာကိုဒီတိုင်းထိုင်ဆောင်နေရတော့မယ်ထင်ပါရဲ့ဗျာဟုမကြီးစဘူးကြီးသည်သူသည်အမေရိကန်စာရေးဆရာဂျက်လန်ဒန်လို့လို့ဘဝဆုံးသူစစ်သားကန်ထရိုက် စာရေးဆရာတည်င်းစာဆရာထောင်းအကျဉ်းကျဉ်းကြသူတမိုင်းကြမ်းပြူဆရာ တဘာဝသိပ္ပံကျမ်းများကိုပြုစုသူနိုင်ငံရေးကျမ်းများကိုရေးသူသူစကားပြေသည် အစတုန်းကနုနုလလနောက်တော့တမာကျမ်းစာစကားပြေမျိုးနောက်မြမရာဇဝင် ကျမ်းကြီးများ၏ရေးဟန် အစစ်စစ်ပြောင်းလာသည် ကြီးလာသည့်အခါတွင်ငငယ်တုန်းကလိုနုနုလလရေးဟန်တွေကိုစိုက်ပုံမရတော့ငငယ်တုန်းကရေးဟန်များကိုကြည့်၍ပြုံးမိပေသည်ဟုနောက်တစ်ကြိမ်ထုတ်သည့်ဘုံမောင်တယောက်တည်းရဲ့ဝိထုနေတန်းတွင်ဖတ်လိုက်ရသည် သူမွေးဖွားကြီးပြင်းလာရခေကြီးကိုကတိုက်ပွဲတွေတစ်လျှောက်လုံးတွေ့လာရသည့်ခေသူမွေးသည့်1920ခုနှစ်တွင်ပထမចောင်းသားတပိတ်ကြီး1930ခုနှစ်တွင်ဆရာဆန်းတပုံ1940တွင်ကဘာစစ်ကြီး1950ခုတွင်ပြည်တွင်းစစ်1960ခုနှစ်တွင်နိုင်ငံရေးအပြောင်းအလဲများကိုတင်အောင်ကကျွန်တော်တို့သိခဲ့သည့်နှစ်ပေါင်း30အတွင်းကတမိုင်းအကွေတိုင်းတွင်ရေဆန်းကိုကြီးအမြဲတမ်းကူးခဲ့သူ စိတ်ဆောင်တော်လဲလူကတော့မောလာပြီခရိယံဓမ္မတေးသံရက်သွားသည့်အခါတွင်မူကျွန်တော်အတွေ့များသည်ပစ္စုပန်တို့ပြန်ရောက်လာကြသည် သူတို့သည် သူ့အယိုးပြာကိုဂူပေါက်ထဲသို့ထည့်၍ပိတ်လိုက်ကြ၏မိုးတက်တွေလေပြင်းတွေမုန်တိုင်းတွေကြားထဲတွင် ဖြတ်တန်းနေရသည့်လူတယောက်၏ဘဝခရီးသည် အဆုံးသို့ရောက်ပြီသူ့အတူပါတို့ အလွာပေါင်းစုံမှ သူ့စာဖတ်ပရိသတ်တွေက လိုက်ပူကြသည်ဘုံကြီးလဲပါသည် ခရိယံလဲပါသည် ပေါင်းတို့ကိုစောင်းထားသည့်မုတ်ဆုဖားဖားနဲ့ကလားကြီးတွေလဲပါသည် အလौတမာចောင်းသာចောင်းသူ ရုံအမှုရန်စာပေပကြီးရုပ်ရှင်စသည့်အမှုပညာလောကသားများကျွန်တော်ဒီဘလူးဘင်နာတက်ခွပွင့်နေဝေးနေသည့်သူ့ကိုယ်ကိုကြည်ရင်အော်တင်ဤကြပြာကလေးကို အမှတ်ရနေသည် မြေဝတ်တုံးကြီးဂုံပြုတ်အပ်တဲ့ဧည့်သည်တယောက်ကိုစီးကျိုပြီးတော့ရှုမဝဒီဇင်ဘာ1988လိုအပ်ချက်များကိုတီးခံပြီးနားဆင်ပေးကြတော့ညီကောင်မောင်နှမများအားလုံးအားလုံးဘေးကင်းရန်ွာရှိကြပါစေ။